Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုကျွန်တော်ဆက်ပြောရရင်လက်ရှိအသင်းဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတဲ့ Ah Brian Ampuemo နဲ့ပတ်သက်လို့ update သတင်းတွေကျွန်တော်ဒါရထားတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဒီနေရာမှာ Manchester United ရဲ့ဘက်ကတော့ Brian ဒီ Brandfo ရဲ့တောင်းပန်ကစားမဖြစ်သူ Brian Ampuemo ကိုခေါ်ဖို့အတွက်ကြိုးပမ်းမှု data အချက်လက်အများကြီးကအထောက်ကံကူညီရှိနေတယ်အကူအညီမှုတွေဖြစ်နေတယ်ပေါ့ကစားမားကိုခိုယူဖို့အတွက် data ဘိုင်းဆိုင်ရာမှာကျွန်တော်တို့ဒီဘယ်လိုပြောလဲ analyze လုပ်ကြည့်တဲ့အခါမှာအသင်းကိုအများကြီးကူညီပေးနိုင်မယ်ကစားမားတယောက်အဖြစ်အာရှုမြင်ထားလို့ရတယ်ပေါ့နော်ဟိုဒီကစားမားကိုခေါ်ဖို့အတွက် United ကခက်ခဲပါလိမ့်မယ်ဒါပေမဲ့လို့ခက်ခဲမယ်ဆိုတာသိပြီမယ်လေ Manchester United ဘက်ကသာတကယ်ခေါ်ယူနော်ခေါ်ယူမယ်ဆိုလို့ရှိရင်အဆင်ပြေသွားနိုင်တယ်ဒီကစားမားနဲ့ပတ်သက်လို့ Brandfu ရဲ့ဘက်ကတော့ ပေါင်တန်း90အထိအလိုရှိနေတယ်ပေါ့နော်။ကလပ်အသင်းကတော့ဘွယ်မူရဲ့ဘွယ်မူရဲ့နေရာစုံကစားနိုင်မှုကို MOIN အသင်းအတွက်တန်ဖိုးရှိတဲ့အားပြည့်မှုတစ်ခုအများကြီးပူကောင်းမယ့်အားပြည့်မှုတစ်ခု ဖြစ်လို့ယုံကြည်ထားကြတယ်ပေါ့။အသင်းရဲ့ဘက်ကတော့ဒီနေရာမှာအန်ဘွယ်မူအပြင် Ryan Cherky တို့ဘာလို့ကိုလည်းဒီနေရာအတွက်ထည့်သွင်းစဉ်းစားနေပြီးတော့ Cherky ဟာအန်ဘွယ်မူရဲ့ပြောင်းရွှေ့ရေးတဝက်လောက်သာကုန်ကြမှာဖြစ်တယ်ဆိုပြီးတော့ Remy Bailey ကနေပြီးတော့ report လုပ်ထားတယ်။ဆိုတော့အန်ဘွယ်မူနဲ့ပတ်သက်လို့ ဖာဘရီဇီယိုရိုမန်နိုပြောထားတဲ့ကျွန်တော် report လေးကျွန်တော်ရှိတယ်။အဲ့ဒါလေးကျွန်တော်ကြည့်ကြအောင်။ရိုမန်နိုကသူ့ရဲ့ YouTube မှာဗာပြောထားလေးဆိုတော့ Manchester United ဟာ Brentford တောင်ပိုင်းကစားမဖြစ်သူ Brian Mbeumo ရဲ့နော်ကျွန်တော်တို့ဒီ Brian Mbeumo ကို impotent သဘောကျတဲ့ကလပ်တင်းတစ်ခုဖြစ်ကျွန်တော်ရှိနေပြီးတော့ Tyson Mu ရဲ့နောက်မှာကစားမဲ့ Nero number 10နှစ်နေရာတဲကတနေရာကိုကစားဖို့အတွက်အားဖြစ်ဖို့အတွက်ဒီကစားမဖြစ်သူကိုလိုချင်နေတာလည်းဖြစ်တယ်ပေါ့။ ါပေမဲ့လည်းလို့ဒီကစားမဖြစ်သူကိုခေါ်ယူနိုင်ဖို့နဲ့ပတ်သက်လို့ရှိရင် အသင်းကနေပြီးတော့ဘယ်ကစားမတွေကိုရောင်းချနိုင်မလဲဆိုတာအများကြီးမူတည်နေတယ်ပေါ့အကယ်လို့သူတို့မှသာဝင်ငွေလုံလောက်လောက်ရှိရဲဆိုလို့ရှိရင်တေချာပေါက်ဒီအန်ပွဲမူဟာမန်ချက်စတာယူနိုက်တက်ရဲ့ထိတ်တန်းပြစ်မှတ်တီတွေကတယောက်ဖြစ်လာမှာဖြစ်တယ်ဆိုပြီးတော့ပါရီဇီရိုမနုကကျွန်တော်ပြောထားတယ်ဆိုတော့ဒါကတရင်ကောင်းမယ်တရင်ကောင်းမယ်ဆိုတော့အခုလက်ရှိအသင်းကဒီလက်နဲ့လည်းတရင်ကောင်းနေကျွန်တော်တို့ထွက်ထားတယ်၊ကွန်ညာကိုလည်းကျွန်တော်ရပြီးသွားပြီး ဆိုအဲ့ဒီနေရာမှာလည်းနောက်ထပ်တိုက်စစ်ကိုအားဖြည့်ဖို့အတွက် right never turn rule ကိုကျွန်တော်အနေနဲ့အမှန်ကန်ခေါ်ဖို့လုပ်နေတာတေးကြတဲ့ဒါဆိုလို့ရှင်တော့အာမက်ဒီယာလူကကျွန်တော်ဒီ wing back ကိုပဲတေးကြပေါက်ကစားတော့မယ့်အခြေအနေမျိုးပါဆိုတော့အံပွင့်မှုနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြရင်ခုနကပြောတဲ့ data တွေဟာအများကြီးအထောက်အကူပြုနေတယ်ဆိုတာမျိုးကအတင်းတွေတာလက္ခဏာကောင်းအောင်ပဲ။ဟုတ်တယ်လက်ရှိခေတ်က data kit ဖြစ်သွားပြီဗျ။ဒီလိုက်ကျွန်တော်ရဲ့မျက်လုံးနဲ့ ဘလို့ပဲကျွန်တော်ကြည့်ကြည့် data တွေမှာဆိုလို့ရှိရင်စကားပြောလာပြီ data တွေနဲ့အထောက်အကူပြုတယ်ဆိုလို့ရှိရင်တေချာပေါက်အတင်းတွေအများကြီးအချိန်ကြီးပြောင်းလဲနိုင်မဲ့သူတွေကျွန်တော်ဖြစ်တော့မှာ Brian Anbon ကိုဆိုလို့ရှိရင်လက်ရှိ brand ဖို့မှာ direct play တွေကိုအရင်ကောင်းကောင်းကစားနိုင်တဲ့ကစားမတယောက်ဖြစ်တဲ့ physicality ကျွန်တော်တို့အရင်ကောင်းတယ်ပြီးလို့ရှိရင်ဘဲချီတန် right wing မှာကစားတဲ့ player တယောက်ဖြစ်တဲ့အတင်းရဲ့ plan 3421 plan မှာ center forward ရဲ့ now ကိုညာနဲ့ဒန်းတူကစားနိုင်မဲ့ဒါ right midfielder เนาะ sorry right နဲရိုနံပါတ်10အဖြစ်ကျွန်တော်တို့ကောင်းကောင်းမြင်ကြည့်လို့ကျွန်တော်ရတယ်လက်ရှိ brand ဖို့မှာကျွန်တော်တို့ကစားတယ်ဆိုလို့ရှင်လည်းပဲ352နဲ့ကစားတဲ့ခါဒီမှာလဲ Ryan Ambuemo ကတိုက်စစ်အဖြစ်သူကစားတယ်ဒါဝစားနဲ့တူတူပေါ့เนาะကျွန်တော်တို့ဒါဒါအများကြီးပူကောင်းနေဗျာကစားမကဟိုဖြတ်တင်ပေါ်လေးကျွန်တော်ကောင်းကောင်းပေးနိုင်စွမ်းရှိတယ်ဒီမှာပါတဲ့ set piece တွေလည်းသူကန်နိုင်တယ်ပြီးလို့ရှိရင်ခုနကပြောတဲ့အမြင်ဘောတွေမှာလေသူရှင်ပြီးတော့လူနိုင်စွမ်းရှိတယ်လို့เนาะကျွန်တော်ဘောကယ်ရီယာကစားမမျိုးလေးကျွန်တော်ဖြစ်တယ် တယောက်ချင်းကြော်ဖြတ်မှုတွေလည်းကျွန်တော်တို့ကောင်းတဲ့ဘောစတရိုက်ကင်းတွေကိုသွင်းတာတွေဒါတွေနဲ့ပတ်သက်ရင်ကစားမမှာကအချက်လက်တွေကအများကြီးကောင်းနေတယ်ဆိုတော့အသင်းက data တွေနဲ့အလုပ်လုပ်ဖို့ကျွန်တော်တို့လိုပါတယ်ဘာလို့လဲဆိုတော့လက်ရှိ modern kit မှာအသင်းကိုစီဟာ data တွေနဲ့အလုပ်လုပ်နေကြတာဟော data တွေနဲ့အလုပ်လုပ်နေကြတာဆိုတော့ blue blue ကစားဟန်မှာဘယ်ကစားမရဲ့စွမ်းဆောင်ရည်ကတော့ဘလောက်ထိရှိနေတယ်ကိုရီကလည်းဒီလိုကစားဟန်နဲ့တွားနေရင်ဒီအတွက်အကျိုးပြုနိုင်တဲ့ကစားမဟာဒီလိုဒီလိုတွေဖြစ်နေရင်အသင်းဘက်ကအမှန်ကန်ကျူးပန်းတော့မယ် sorry အခြေအနေမျိုးကျွန်တော်ဖြစ်လာပြီ။ဒါကြောင့်အံပွဲမှုရဲ့အပြောင်းအရွှေ့ကအတင်းတွက်အများကြီးကူညီမှာပါ။ခုနကကျွန်တော်ပြောသလိုပဲအအတင်းတွက်အဓိကအခက်ခဲကငွေကြီးကြီးပဲ။ကျွန်တော်တို့ကတိုက်စစ်မှုအလီယမ်ဒီလက်ကိုခေါ်လိုက်မယ်ဆိုလို့ရှိရင်ငွေကမရှိတော့ဘူး။ဒီလက်ကိုခေါ်ဖို့အတွက်တန်း30တော့ကျွန်တော်ရှိသေးတယ်။နော်အထူးသဖြင့်ကုညာကိုတန်း60ကျော်နဲ့ခေါ်အပြီးမှာနောက်ထပ်တန်း30လောက်အတင်းမှာကျန်သေးတယ်ဆိုတော့ ီ lab ရဲ့အပြောင်းအရွှေ့ကိုကျွန်တော်တို့ကချက်ချင်းဖြစ်အောင်လုတ်ပလက်လို့ရတဲ့ပမာဏဒါပေမဲ့လို့ပေါ့နော်အံပွေမှုတို့ဘာလို့ခေါ်ဖို့ဆိုလို့ရှိရင်အတင်းကလက်ရှိကစားမားတွေကိုကျွန်တော်ရောင်းချရတော့မယ် Rambo ရဲ့ဘက်ကလည်းကစားမားကို ရောင်းမယ်ပေါ့ဗျာဒီနေရာမှာတန်း90ဘာညာဆိုတာတော့အတင်းတွေနည်းနည်းကြက်တဲနိုင်တဲ့အခြေအနေမျိုးပေါ့လေဆိုတော့အခုအတင်းမှာကာနာချူတို့ကိုရောင်းမယ် market stretch ဘူးတို့ကိုကျွန်တော်ရောင်းမယ်တခြား anthony santos တို့ jaden sancho တို့ကိုကျွန်တော်ရောင်းမယ်ဆိုရင်ဒီတန်း90ဆိုတာက ဒါရလာမှာပဲဒီနေရာမှာအိုက်တန်း90ပြီးရင်တော့အာငါတို့ကတော့ central midfield လေးအားဖြည့်ရအောင်မှာ wing backs လေးအားဖြည့်ရအောင်မှာ center center back ဒီဂိုးသမားတွေလည်းအားဖြည့်ရအောင်မှာဒီနေရာမှာအလိုအဆိုးကဂိုးသမားနဲ့ကွင်းလေပဲကျွန်တော်တို့ဟာကွင်းလေမှာအကြီးဟာကွက်ကြီးကျွန်တော်ရှိနေတယ်အဲ့ဒီကွင်းလေဟာကွက်ကိုကျွန်တော်ဖြည့်နိုင်မှရမှာကွင်းလေမှာဆိုလို့ရှိရင်ကက်ဆမဲရိုကကျွန်တော်အနေနဲ့လက်ရှိဘယ်လိုပြောမလို့အသင်းမှာနီးပြဖြစ်သူ အမိုရင်းလက်အောက်ပြန်ပြီးတော့တောက်ပလာတဲ့ကစားမဆိုတာတော့မှန်တယ်။သို့တော်လည်းပဲလူအပ်ချက်ဒီကသူတယောက်ထဲနဲ့ဘလို့မှမရဘူး။ Fernandez ကလည်းဟိုဘယ်လိုပြောမလဲကွင်းလင်မှာ physicality တအားအားနေတဲ့ကစားမတယောက်ဖြစ်တယ်ဆိုတော့သူများအတင်းရဲ့ကွင်းလင်နဲ့မန်ကန်ရှင်ပြိုင်မှုကျိုးပမ်းမဲ့နေရာမျိုးဒီမှာအချိန်ကြီးကတော်တော်လေးတိုင်ပတ်တယ်။ဆိုတော့အတင်းမှာကွင်းလင်က everything ကလည်းကျွန်တော်ထွက်သွားပြီး menu ကလည်းပုံမှန်ချီသွင်းမရသေးဘူး။ဆိုတော့ central midfield room နဲ့ defensive midfield room မှာဘယ်သူမှအဆင်ပြေတဲ့သူမရှိဘူး။ အူဂါဒီတို့ပါလို့ဆိုလို့ရှိရင်တော့ပိုကောင်းလာဖို့ကျွန်တော်မျှော်လင့်ရမှာပဲတန်း90နဲ့ပြပြီးတော့ခေါ်ထားရတယ်လက်ရှိမှာတော့ကစားမားကခြေသွန်းကထင်တယ်လို့ဟုတ်မနေသေးဘူးဒါပေမဲ့လို့ပေါ့နော်အဲနောက်ထပ်ကွင်းလင်ကစားမားတစ်ယောက်လောက်ကလူကူလူတယ်ဆိုတော့ကွင်းလင်ကစားမားတစ်ယောက်ကျွန်တော်အနေနဲ့ပေါ့နော်ဒီဂိုးသမားတစ်ယောက်ကမဖြစ်မနေဒီညွာဒီပြောင်းရှိမှာရမှကိုဖြစ်မှာကိုအတင်းကတခုတော့ရှိတာပေါ့လေဒီအပြောင်းရွှေ့မှာလူအပ်သမီးအကုန်လုံးပြင်ဆင်နိုင်နေဆိုရင်တော့ကစားသမားက9ယောက်လောက်ထီကိုအားဖြည့်မရမှာ ဒီအဲ့လိုမဟုတ်ဘူးဆိုရင်တော့ကျွန်တော်အနေနဲ့ပေါ့နော်အရေးကြီးတဲ့နေရာတွေလောက်ပဲပြင်နိုင်မယ်ငါတို့ကတော့ငွေကြီးအခက်အခဲတွေကြောင့်ရောအပြောင်းအရွှေ့ရာသီတစ်ခုထဲမှာလိုအပ်ချက်တွေအကုန်မပြင်နိုင်တာတွေကြောင့်ရောဆိုရင်တော့တီဂျာပေါ့ကျွန်တော်ပြောင်းလဲရမှာဒီအိုက်စစ်၃ခုကိုပြောင်းလဲရမယ်ကွင်းလည်းပြောင်းလဲရမယ်ဘူသမားပြောင်းလဲရမယ်စန်နာဘက်တီကအင်ဂျူရီပြဿနာတွေကင်းရင်ကိုယ်အသင်းမှာလုံလုံလောက်လောက်ရှိတယ်ဝင်းဘက်စ်တီကလည်းမာဇဒါဝီဒါလော့ပက်ထရစ်ဒူဂူနဲ့အာမက်ဒီယာလိုဆိုလို့ရှိရင်အဆင်ပြေနိုင်တယ်။ဒါပြင်ဂိုးသမားနဲ့ ကျွန်တော်တို့ကွင်းလေကတော့မရဘူးဒီယာဒီမှာကျွန်တော်တို့အပြောင်းလဲကလုတ်ကိုလုတ်မှရမှာဂူဒမားသာပြောင်းနေပြီးတော့ပိုကောင်းတဲ့ဂူဒမားတယောက်ရောက်လာတဲ့တာမန်ဒီဆန်ဂူဒမားတယောက်တော့ရောက်လာတယ်ဆိုလို့ရှိရင်ကိုဗျာအတင်းကတော်တော်ကြီးကိုပြောင်းနေတော့မှာဒီလောက်ထိအဆင့်15တွေပါတယ်ရောက်စရာတွေအကြောင်းမရှိတော့ဘူးဂူဒမားဒီအတင်းတွေအဓိကပြဿနာတွေထဲမှာပါတယ်ဆိုတော့ရအောင်ကျွန်တော်ပြောင်းလဲမှရမယ်ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဟိုဝယ်မှုတို့ပါတို့ကိုတန်း90နဲ့ခေါ်လိုက်မယ်ဆိုလို့ရှိရင်အတင်းဟာ9ယောက်အစားထိုးဖို့ပြင်ဆင်ထားတဲ့နေရာမှာ9ယောက်လောက်ပဲအစားထိုးနိုင်တော့မယ် ဒါပေမဲ့လို့တိုက်စင်မှာတော့အများကြီးပူကောင်းတဲ့ player တွေရောက်လာမှာဆိုတော့ခုနကပြောတဲ့ Ryan Chagi ကိုလည်းအသင်းကသဘောကျတယ်ဒါပေမဲ့ Chagi ကတော့ပြောင်းရွှေ့ကြီးတဝက်လောက်ပဲကျွန်တော်ကုန်မယ်ဆိုတော့အချီနီယ Chagi ဘက်ကိုလှည့်သွားတာမျိုးလဲကျွန်တော်ကြုံကောင်းကြုံသွားနိုင်တယ်တန်90တော့ငါတို့မတက်နိုင်ဘူးဟိဒါပေမဲ့ Chagi ကတော့ဒါအနာဂတ်မှာလည်းအများကြီးပူကောင်းလာနိုင်တယ်အခုလည်းတုံးလို့ရတယ် potential ကလည်းအရင်မြင့်တဲ့ exam တစ်ယောက်ဖြစ်တယ်ဆိုတော့ငါတို့ Chagi ကိုတုံးမယ်ခေါ်မယ်ဆိုရင်တော့ ငွေကြီးပိုင်းရကျွန်တော်တို့သွားတာပဲဖြစ်မှာပဲအတင်းကတော့ပရီးမီးယားလိမှာတက်တည်ပြထားပြီးသားကစားမှပရီးမီးယားလိမှာအံဝန်ခွင့်ချက်ဖြစ်ပြီးသားကစားမှကျွန်တော်တို့ခေါ်ဖို့လိုတယ်ဆိုတော့ဒါပွဲမူတို့ကတော့ဦးစားပေးဖြစ်မှာပါဆိုတော့တန်း90ဒီစကားပြောမှာပါဆိုတော့အတင်းကနေပြီးတော့ဘေကစားမတွေကိုရောင်းချနိုင်မလဲဆိုတဲ့ပုံမှာအများကြီးမူတည်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ Brian An ပွင့်မူသည် Manchester United ရဲ့ Nero number 10နေရာမှာအမှန်ကန်ထက်ပြီးတော့အားဖြည့်ဖို့ကြိုးပမ်းခြင်းခံရတဲ့ကစားမပါဆိုတော့ကိုအတင်းရဲ့ကစားမတွေကိုအရင်ဆုံးရောင်းချနိုင်မှာ ဒီအပြောင်းရွှေ့ကမျှော်လင့်ချက်ရှိမှာဆိုညီကတို့အနေနဲ့ရောချာဂီနဲ့အန်ပွင့်ပွင့်နေရောက်တဲ့ကတည်းကကိုချွေးရမယ်ဆိုရင်ဘသူကိုကျွန်တော်တို့အတင်းဘက်ကပို့ပြီးတော့ကြိုးပမ်းတင်တယ်လို့ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်